ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဘသူစီယာဖုန်းလဲရှင်မြို့ပေါ်ကငါဦးလေးလေးသိတယ်မလားသူ့ရဲ့တောင်းငါနဲ့ငါညီကိုဝမ်းကွဲတော်တယ်မောင်ချမ်းလေးသူဆက်တာဘာပြောရလဲသူက ။မပြောရမှာလေလူချမ်းသာတွေဆိုတော့လေလူချမ်းသာတွေပြောတဲ့စကားပဲပြောကြတာပေါ့။တို့အိနာမှာနောက်ထပ်ကားတစီဝယ်ထားကြောင်းပြောတာပေါ့။ဒါဆိုရင်တော့ရှင်ဦးလေးတွေကတော်တော်ချမ်းသာတဲ့သူတွေပဲနော်။အိုးဒါပေါ့။မတို့လူစင်းရတဲ့သူတွေနဲ့တော့ရှင်တို့ကမရတာ။ဒီလားသူတို့မှာဈေးအကြီးဆုံးနောက်ဆုံးပေါ်ကားတွေဆိုတာ၄င်းငါးစီးလောက်ကိုပိုင်တာ။ပြီးတော့တိန်ထောင်ချီတဲ့တိုက်ကြီးနဲ့နေကြတာ။ဒါနဲ့ရှင်မြို့ပေါ်ကသူတို့အိမ်ကိုသွားဘူးလား။အော်ဘယ်လိုလုပ်သွားဘူးမှာတော့ ငါဟိုးအရင်ကဦးလေးရှိတုန်းကပဲဦးလေးကဒီမကြာခဏလာလို့တွေးဖြစ်တာအခုဦးလေးမရှိတော့သူ့သားသမီးတွေစီကဖုန်းနဲ့ပဲဆက်သွယ်ရပြီးတော့သူတို့ချမ်းသာကြောင်သိရတာပဲဥခန့်ကဒီလိုပြောနေတော့မှပဲသူ့သားဖြစ်သူမောင်ဟင်းနဲ့ချွေးမဖြစ်သူခင်ခင်တို့ရောက်လာပါတယ်ပြီးတော့မောင်ဟင်းကပြောလိုက်ပါတယ်အဖေတားတို့လည်းတရက်လောက်မျိုးပေါ်ကိုသွားလေကြရအောင်တားကြဝူတာတော့မျိုးပေါ်မှာလေပတ်စရာတွေကလည်းရင်းုံများနေဆိုပဲအဖေကိုဝန်ွယ်ချမ်းသာတာကိုလည်းကြည့်ပြီးတော့မျိုးပေါ်ကိုလည်းရှောက်ကြည့်လို့ရတာပေါ့ မြို့ပေါ်သွားမှဆိုတမီးကိုလည်းခေါ်သွားပါနော်အဖေတမီးဆိုမွေးတရမြို့ပေါ်ခြေတော်မချခဲ့ဘူးတော်ပါတော့ဟဲ့နှစ်လော်လူတော်မရောက်ဘူးဘူးဆိုရင်ဒီရခမတွေလည်းရောက်ဘူးဖို့ဆိုတာမဖြစ်နိုင်ဘူးလေနော်နေမတိလို့ငါဆိုခုချိန်ဒီမြို့ဆိုတာနာမည်ပဲကြားဘူးသေးတာတာအိုနင့်ကိုခေါ်သွားပေးနိုင်မယ်လို့ထင်လို့လားပြီးတော့ချမ်းသာတဲ့သူတွေရဲ့အိမ်ကိုသွားလဲဖို့ဆိုတာအဲ့လောက်မလွယ်ဘူးအိုးအဲ့လောက်တော့လည်းမဟုတ်ပါဘူးမိမရဲ့မင်းတို့သွားချင်ရင်ငါခေါ်သွားပြီးလို့ရပါတယ် ဒါမဲ့ချမ်းသာတဲ့သူတွေအိမ်သွားလေဖို့ဆိုပတ်စံသုံးဆွဲဖို့ကလည်းလူသေးတယ်။လက်ပလံနဲ့သွားရင်တော့ဝမ်းမြောက်ဝမ်းသာကြိုးစားကြမှာမဟုတ်ဘူး။ဟုတ်တယ်မလား။ဟုတ်တယ်။ကျမပြောချင်တာလည်းအဲ့ဒါပဲ။ဥဖြူနဲ့ဥခန့်တို့ရဲ့စကားကြောင့်မောင်ဟင်းနဲ့ခင်ခင်တို့လည်းပါဇက်ပိတ်သွားကြပါတော့တယ်။ပြီးတော့နောက်ရက်တော်တော်များများကြာတဲ့အထိဥခန့်ရဲ့မြို့ပေါ်ကချမ်းသာတဲ့ညီကိုဝမ်းခွေဥချမ်းစီကနေလည်းဘာဖုံးမှမလာခဲ့ပါဘူး။ဒါပေမဲ့တနေ့မှတော့ဥခန့်ဟာအရင်ပြိုစရာကောင်းတဲ့တဲ့ရင်ကြောင့် ရန်ကိုပြောတော့ပြီးသူ့မိမကိုအုတ်ခေါ်ပြီးတော့ပြောလိုက်ပါတော့တယ်။ဟေးမက်ဖြူမက်ဖြူဘယ်ရောက်နေတော့ဟိဒီကိုမြန်လာပါဦး။မင်းကိုတရင်ကောင်းလေးပြောစရာရှိလို့။ဘာလဲ။ရှင်ရမရတာကြာပြီဖြစ်တဲ့ပင်စင်ပတ်ဆံပန်အကောက်နဲ့ဝင်လာလို့လား။အော်ဟုတ်တယ်အဲ့ဒါလေးဝင်လာပြီ။ပြီးတော့အဲ့ဒါနေမကသေးဘူး။ဘာလဲ။ကြာတယ်မကသေးပဲထီပါပေါက်လာလို့လား။တလောက်ပြောပြီးထခုမတက်ဖြစ်နေတာပြောပါအောင်ရှင်။အေးထီပေါက်တယ်လို့ပဲမှတ်လိုက်တော့ မျိုးပေါ်မှာချမ်းသာတဲ့ငါအကိုစီကဖုန်းလာတာသူငါတို့ရင်ကိုလာလေမလို့တဲ့ဒီစကားကိုကြားပြီးတော့ဒေါဖြူရဲ့မကပဲမောင်ဟင်းနဲ့ခင်ခင်တို့လည်းအံ့ဩသွားကြပါတော့တယ်ဒေါဖြူကပြောလိုက်ပါတယ်ဒါဆိုရင်တော့တော်တော်လေးဝမ်းသာစရာပဲပေါ့သူသားကျမတို့အိမ်ကိုလာလဲအ ਨੇ ဆုံးတော့ရက်ွက်ထဲကလူတွေလဲကျမတို့ဆွေမျိုးသားချင်းတွေကချမ်းသာတယ်ဆိုတာသိသွားကြမှာလေပြီးတော့မေသူတို့လာလဲရင်တားတို့လည်းမျိုးပေါ်သွားလေဖို့အခွင့်အရေးရှိလာမေးလို့ပြောလို့ရတယ်ကျမတို့လေ ညို့ဘွာလူတွေကဘလို့ပုံစံတွေလည်းအရန်သိချင်နေပြီကဲနင်တို့တွေစိတ်ကူးညင်နေကြတာကိုဒီနေရာရင်ရက်တော့အရင်ဆုံးသူတို့လာဖို့ပြင်ဆင်တာပါညာလောက်ကြတော့လေလူကြီးလူကောင်းတွေလာမှာနော်ဒီတော့အခမ်းအနားဆုံးပြင်ဆင်ပေးထားဖို့လိုတယ်ရှင်းပင်စင်လာစာရလာတာပဲဘုရားကိုကျေးဇူးတင်ရမယ်ရှင်းအမြန်သွားပြီးပတ်စံထုတ်လိုက်ကျမနဲ့ချွေးမလေးကအိမ်ကိုပြောင်းလက်နေအောင်ပြင်ဆင်ထားလိုက်မယ်အော်အမေရဲ့ဦးလေးတို့ရဲ့ပြောင်လဲနေတဲ့ကားကြီးနဲ့ရှင်ကျွန်တော်တို့အိမ်ပြောင်လဲနေတာကအဲ့လောက်တိတာပါတော့မလား အင်းဒီနာချင်းတွေကလည်းကျွန်တော်တို့ကိုစောင့်နေလောက်တယ်နော်။ဤဟုတ်တယ်သားရဲ့။တို့တို့တော့တို့မလာခင်နဲ့ကလိုလေသိမရှိပြင်ဆင်ပေးထားမှာပေါ့။တို့ပြောနေတာတွေကိုနားထောင်ပြီးခင်ခင်ကပြောလိုက်ပါတော့တယ်။အမေအဲ့တော့လုံးဝစိတ်မပူနဲ့ချမ်းသာတဲ့သူတွေကဘလို့အစားတောက်တွေကြိုက်လဲကျွန်မကောင်းကောင်းသိတယ်။ဟုတ်လား။နင်ပြောကြည့်ပါဦးဟဲ့။ချမ်းသာတဲ့သူတွေကဘာတွေကြိုက်ကြရလဲ။အမ်ဒန်ပေါ့တို့ကြက်သားစီပြန်ဟင်းတို့ အသီးနှံလက်လက်ဆက်ဆက်တို့ထမင်းစားပြီးရင်လည်းအချိုပွဲတို့ပြီးရင်တစ်ခါစားရင် အသီးဆောင်ဟင်းအရေဟင်းအရွက်ကြော်မျိုးစုံအဲ့လိုမျိုးအမျိုးစုံပြင်ဆင်ပြီးမှစားရတာကြိုက်ကြတာမေရဲ့အဲ့ဒါတွေအကုန်တမိချက်ပေးထားလိုက်မယ်ဟုတ်လားနေအရင်တော့ကဂျင်ငါးပွင့်ဟိုတယ်မှာလက်တို့လက်တောင်းလှုပ်ခက်ဖူးရတူမလို့လားချွေးမလေးအော်မဟုတ်တာမေရဲ့ဘာလက်တို့လက်တောင်းမှမလှုပ်ဘူးပါဦးကျမရဲ့ဝမ်ကွဲရောင်းမရဲ့ဝမ်ကွဲမောင်ရဲ့ဝမ်ကွဲမကြီးရဲ့ဝမ်ကွဲညီမလေးကျင်ငါးပွင့်ဟိုတယ်မှာအလစ်လောက်လာတဲ့သူပါ ူအားကျမတို့အိမ်မကြာခဏလာလဲနေကြလေအရာကြောင့်ကျမထမင်းချက်နေမျိုးစုံသိမ်းမထားတာ။အိုးနေကအဲ့လိုလဲနှစ်နှစ်ဆက်ဆက်ရှိသေးတာပဲကို။ကဲထားလိုက်တော့ဒါဆိုငါနေ့ကိုပဲအစားတောက်ကိစ္စလွှဲပေးထားလိုက်ပြီနော်။နောက်နေ့မနက်မှာတော့ဥခန့်လေးမနက်မိုးလင်းတာနဲ့လမ်းပေါ်မှာဖြတ်သွားဖြတ်လာလုပ်နေတဲ့ကောက်တွေကိုစောင့်ကြည့်နေပါတယ်။တစ်ဖက်ကဒေါ်ဖြူမောင်ဟိနဲ့ခင်ခင်တို့ကလည်းမြို့ပေါ်ကလမ်းမဲ့ဧည့်သည်တွေအတွက်အစားတောက်တွေကိုချက်ပြုတ်ပြင်ဆင်နေပါတယ်။ချွေးမလေးရဲ့ နင်ဧည့်သည်တွေကိုတည်တည်ချာချာလေးကြိုဆိုရမယ်နော်အမေကျမတို့တို့အမွေးနှစ်သားရေးတွေနဲ့ဖြန်းပြီးတော့ကြိုဆိုလိုက်ရမလားဟေးမဟုတ်တာ အလောက်ကြီးကြများသွားလိမ့်မယ်ဒီတိုင်းပဲတို့ရူရူကျူကျူတိမ်တိမ်မွတ်မွတ်လေးကြိုဆိုပေးလိုက်ပါအလောက်ဆိုရင်ရပါပြီဟဲ့အမေတားတော့မြို့ပါဦးလေးရဲ့တောက်ပြောင်နေတဲ့ကားကြီးကိုမြင်မှုချင်းနေပြီအေးအဲ့တော့ငါတို့လည်းမြင်ချင်နေတာတားရေတို့တောင်းပြီးတောင်းရောင်းလေစကားရီပြောနေကြတော့မှာပဲ အပြင်ဘက်ကနေကားရတန်ကိုကြားလိုက်ရပါတယ်။ဒါပေမဲ့သူတို့ကားကိုကြည့်ပြီးအားလုံးလည်းအံ့ဩကုန်ကြပါတော့တယ်။ဟဲ့ဒါဘလို့ကြီးတော်သားရဲ့နေရချမ်းသာလာပါပြီဆိုတဲ့ဦးလေးကကားစုပ်တသေးလေးနဲ့စီးလာတာပါလား။အော်အမေရဲ့အဲ့လောက်လည်းအံ့ဩမနေပါနဲ့ဦး။ဒါချမ်းသာတဲ့သူတွေရဲ့အကျင့်ပဲဖြစ်မှာပေါ့ကားဟောင်းလေးတင်ပို့ထားပြီးစီးကြတာမျိုးလေဒါမှမဟုတ်သူတို့ကားအစ်စ်ကြီးကိုတခုခိုးသွားလို့များလားမသိဘူးနော်အမေ ။နင်ပစက်ကိုပိတ်ထားလိုက်ဆမ်းမချွေးမရဲ။ကဲလာလာဘသူတွေပါလဲကြည့်အောင်။ဒီလိုနဲ့သူတို့အားလုံးလည်းအပြင်ကိုထွက်လာခဲ့ကြပြီးမြို့ကအိတ်တွေရှိမှတန်းစီပြီးရှက်လိုက်ကြပါရယ်။မြို့ပေါ်မှာနေတဲ့ဦးချမ်းကတော့ကားဆောင်လေးဘော်ကနေသူ့ဇနီးဖြစ်သူတော်မြတမီးဖြစ်သူပွန့်ပွန့်နဲ့သူ့ယောက်ျားဖြစ်သူမောင်ထုံးတို့နဲ့အတူဆင်းလာခဲ့ပါရယ်။ဟေးမောင်ချမ်းကြီးဘာလို့ဒီလောက်နောက်ကျနေရတော့ကွာ။အော်ဘယ်လိုပြောရမလဲကွာလမ်းမှာကားကပြက်နေလို့အဲ့ဒါရက်ပြီးပြင်ရသေးတယ် ။အော်မင်းကလေဒီလောက်ချမ်းသာနေတာကိုဒီလိုကားစုပ်လေးနဲ့ဘာလို့လာတာတော့မင်းမတင်းထောင်ကျော်တဲ့ကားတွေအများကြီးရှိတာပဲမလား။အော်အဲ့ဒါတော့ဟုတ်တယ်ကွာ။ဒါမဲ့ဈေးကြီးတဲ့ကားတွေကြတော့ဒီလိုကားလမ်းဟောင်းကြီးကိုအကြံပြန်မောင်းလို့မရဘူး။ဒီလိုတောဘက်ကိုလာရတော့ကားစုပ်လေးကမှအကြိုက်ပဲပေါ့။ဒီစကားကြောင့်ဥက္ကံလေးဘာဆက်မေးရမှန်းတော့မသိတော့ပဲဖြစ်သွားပါတော့တယ်။ဒါကြောင့်သူလေးအားလုံးကိုအိမ်ထဲဝင်ကြတော့ဖို့ပဲပြောလိုက်ပါတော့တယ်။အေးစကားပြောနေတာတွေခဏရပ်ပြီးတော့အထက်ဝင်ကြောင်လေးအားလုံး ။ဥက္ကန်ကဒီလိုပြောလိုက်ကြမို့ဥချမ်းနဲ့သူ့မိသားစုလည်းအားလုံးအိမ်လေးကိုဝင်လာခဲ့ကထိုင်ကိုမှထိုင်လိုက်ကြပါရဲ့။ဒီကတော့ဖြူနဲ့ခင်ခင်တို့ကတော့မုံနယ်လက်ဖက်ရည်တွေကိုယူလာခဲ့ပါတော့တယ်။သူတို့ယူလာတဲ့မုံနယ်ကတော့အကျော်ရီမုံတွေ၊ဘစ်ကစ်၊ဆန်ဝင်မကင်းတွေအစုံအပြည့်မုံချူတွေကလည်းမျိုးစုံပါပါသေးတယ်။ဒါရီကိုမြင်လိုက်တဲ့မြို့ပေါ်ကလာတဲ့ဥချမ်းတို့လည်းအရင်ကသဘောကျသွားကြပါရဲ့။ဟာအကျော်ရီပါလားအမဒါပူတိကျော်လားယဟုတ်တယ်ပူတိကျော်ပါ ဟာဘူးတိကျော်ကတော့ငါအကြိုက်ဆုံးပဲကျမတော့လေမုံအချိုတွေအကြိုက်ဆုံးပဲစိတ်ကြိုက်စားပြီဟင်ဒီလိုပြောပြီးအားလုံးနဲ့လက်ဖက်ရည်တွေမုံတွေအချိုတွေဘစ်ကတ်တွေကိုအပါတရစားလိုက်တာကြောင့်အားလုံးဟာတချက်ထင်းနဲ့ကုန်သွားကြပါတော့တယ်ဒါကုန်မြင်ပြီးဒေါ်ဖြူလေးအရင်ကအံ့ဩသွားပါတော့တယ်ပြီးတော့စိတ်ထဲကနေအံ့ဩတကြီးနဲ့ပြောလိုက်ပါတော့တယ်ဒါဘလို့ချမ်းသာတဲ့သူတွေလဲဘလို့ချမ်းသာတဲ့လူတွေကအစားအုပ်ဒီလိုမျိုးအငမ်းမရစားလို့လဲကြည့်ပါဦးပကံနေအကုန်ပြောင်းတလင်းခါသွားတာပဲ။ ။လက်ဖက်ရုံနဲ့မုံညီစားပြီးတဲ့အခါမှာတော့ညနေပဲရောက်ပြီးဖြစ်တာမို့ညစာအတွက်စီမံရပါတော့တယ်။ကဲမောင်ချမ်းကြီးမင်းညစာကိုဘာရီစားခြင်းလဲ။ငါတော့အာလူပလာတာနဲ့အသီးနှံဟင်းပြီးရင်ပဲထမင်းနဲ့အသီးနှံအချူပေါင်းလီစားခြင်းလဲ။ကျမတော့မလိုင်ချက်နဲ့မုံနဲ့စားချက်နဲ့ပြီးတော့အမရေဘူရီလေးလေးလှုပ်ပေးနော်။ကျမတော့ခောက်ဆဲကြော်စားချက်နာ။ကျွန်တော်တော့ခင်းညင်တီးစုလှုပ်ပေးပါဦး။ ဒေါပြူနဲ့ခင်ခင်တို့ကတော့သူတို့မှားနေတဲ့ထမင်းခွေမျိုးစုံကိုကြားပြီးရှော့ကြသွားခဲ့ပါတယ်။ဟင်အမေတလောက်စားစရာတွေအများကြီးရောသူတို့ကတထိုင်နဲ့စားကြမှာလား။သူတို့ကလူတွေရောဟုတ်ရဲ့လားယင်။ကျမကြားဘူးတာတော့လေလူချမ်းသာတွေကအစားအသောက်စီးစစ်နဲ့တကြစားကြတာဆိုပြီးသူတို့ကြတော့ပြောင်းမြန်မှာလားယင်။အေးကြည့်ရတာလေးရက်စာလောက်ထမင်းနဲ့တညထဲနဲ့စားကြမဲ့ပုံပဲချွေးမ။ကဲထားလိုက်တော့ကြည့်ရတာသူတို့ကချမ်းသာတဲ့သူတွေဆိုတော့ဒီလိုစားကြတာလားပဲနော်။ဟုတ်တယ်နော်မေ။ တို့ကတကယ်ပဲတအားချမ်းသာကြတာသိချတယ်။ဒီလိုပြောဆိုကြရင်ကတို့သမီးရောက်ခမလေးဧသေးရီမှားတဲ့ထမင်းဟင်းတွေကိုအပါဒိယချက်နေကြပါတယ်။ဒီလိုနဲ့ချက်ပြုတ်ပြီးတဲ့အခါမှာတော့ဧသေးရီလည်းအကုန်ထမင်းဟင်းတွေကိုအပါဒိယစားနေကြရင်က ထပ်ပြီးတော့လေတောင်းဆိုနေပါသေးတယ်။ထမင်းဟင်းတွေကတော့အရင်အောင်ကောင်းပါတယ်လေ။ဒါပေမဲ့ငါတို့ကထမင်းစားပြီးအချိုလေးပါလေးစားရတာကြိုက်တယ်။အဲ့ဒါကြောင့်အချိုလေးပါလေးလှုပ်ပေးရင်တော့တိတ်ကောင်းမှာပဲ။အော်ဟုတ်ကဲ့ဟုတ်ကဲ့အခုပဲယူလာပေးပါမယ်အမေ။ ယူဘော်ကလာတဲ့ဦးချမ်းတို့မိသားစုကစားဖို့တောက်ဖို့ကလွယ်ပြီးခေါင်းထဲမှာဘာမှမရှိတဲ့ပုံပေါ်နေပါတယ်။ဒီလိုနဲ့လေးရက်လောက်ကြာသွားပြီးတဲ့နောက်မှာတော့တလစားလောက်စားစရာတွေကုန်သွားပြီပဲဖြစ်ပါတယ်။ဒါတွေမကသေးပဲခင်ခင်နဲ့ဒေါ်ဖြူတို့ဟာလေသူတို့အတွက်အစားအသောက်တွေကိုလုံရင်းလုံရင်းကတော်တော်ကိုပြင်းမဲလာကြပါတယ်။ဒါကြောင့်ဒေါ်ဖြူလေးတွေးလိုက်ပါတော့တယ်။ချွေးမလေးရေဒီမြို့ပေါ်အဲ့တဲ့တွေရောက်လာပါပြီဆိုရင်ကငါတို့လည်းမိဖို့ကြောင့်ထဲမှာနေနေရတာပဲ။ကြည်လိုက်စားဖို့တောက်ဖို့တောင်းဆိုနေတာကြီးပဲ။ ဟုတ်တယ်။သမီးလည်းပင်ပန်းနေပြီအမေ။အခုသမီးကိုထပ်ပြီးတော့ထမင်းတွေမချက်ခိုင်းနဲ့တော့မောင်ရင်သမီးသမီးအမေရင်ကိုပဲပြန်လိုက်တော့မယ်။ကံကောင်းစွာပဲသူတို့ညင်းညူနေတာကိုတော့ဒေါ်ချန်းနဲ့ဦးမြောင်တို့လည်းကြားသွားပါတော့တယ်။ဒါကြောင့်ဒီအိမ်မှာဆက်နေရင်သူတို့တွေနှင်ချခိုင်းရတော့မလားဆိုပြီးတော့ကြောက်သွားကြပါတော့တယ်။ဒါကြောင့်မေသူတို့ဟာနောက်နေမှာတော့သူတို့ကားစုပ်လေးနဲ့မြို့ပေါ်ကိုပြန်သွားကြပါတော့တယ်။သူတို့ပြန်ပြီးတဲ့နောက်မှာတော့ဦးခန့်လေးမြို့ပေါ်ကချမ်းသာတဲ့ဦးချမ်းတို့စီမှာဘာပိုင်ဆိုင်မှုကြီးကြီးမားမားမှမရှိဘဲ အစားအစာတောင်နတ်မှန်အောင်မနေစားနေရတဲ့သူတွေဖြစ်တဲ့ဆိုတဲ့အမှန်တရားကိုလည်းသိလိုက်ရပါတော့တယ်။ဒါကြောင့်သူလည်းအရန်ရှော့ကြသွားပြီးတော့သူ့ရဲ့ခက်ခက်ခဲခဲရှားချားတဲ့ပင်စင်လာစားလေးကိုသာနှမျောတတနေပါတော့တယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။